မင်္ဂလာပါရှင်ရခုံခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါအောင်ဆန်းစုကြည်တမရဦးဝင်းမြင့်နဲ့ NLD အစိုးရခေါင်းဆောင်တွေကိုအကျင့်ပြတ်လက်စားလို့ပြစ်ဒဏ်ကြခံရသူတွေဖြစ်တယ်လို့တသက်ခိုင်ကပြောပါတယ်နေပြည်တော်မှာမဲစင်မှားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လှဆွေကိုစစ်တပ်ကလာခေါ်သွားပြီးအဆက်အသွယ်ပြတ်တောက်နေတဲ့သတင်းပါဝင်ရခုံခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါအောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေဟာနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ကြဘဲအကျဉ်းဖက်လက်စားတဲ့အတွက်ပြစ်ဒဏ်ကြခံရသူတွေသာဖြစ်တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်သက်ခိုင်ကပြောဆိုလိုက်ပါတယ်။အော်တိုဝါလာ၃ရက်နေကပြစ်လုခဲ့တယ်။ပြည်သူ့ရှေ့ဆောင်ပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာတတ်သက်ခိုင်က အခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ ဒေါအောင်ဆန်းစုကြည်ဟာတဘာဝဘေကာကွယ်ရေမုံငွေကိုရဟတ်ရင်ဝယ်စည်းခဲ့သူဖြစ်တယ်လို့နိုင်ငံရံမုံငွေတွေကိုစစ်စစ်မှုမရှိဘဲအလေလွဲ့များပြပြီးဘုံပေါ်လောအသုံးပြုခဲ့သူသာဖြစ်တယ်လို့တတ်သက်ခိုင်ကပြောပါရယ်ဒါအပြင်ဒေါအောင်ဆန်းစုကြည်ဟာအမျိုးသားတဘာဝဘေရံမုံငွေတွေကိုအလေလွဲ့ဖြစ်စေရမှာစီမံခန့်ခွဲဖို့တာဝန်ရှိတဲ့အတွက် ပြစ်ဒဏ်ချတရားစွဲခံရတာဖြစ်တယ်လို့လည်းတသက်ခိုင်ကအပုတ်ချပြောဆိုလိုက်ပါတယ်။ NLD အစိုးရလက်ထက်မှာနိုင်ငံတကာအကူအညီရမုံငွေအများအပြားရရှိခဲ့ပြီးဗန်နာရေးစီးမြင့်တွေနဲ့မကန့်ညီဘဲတုံးဆွဲခဲ့တယ်လို့လည်းသူကဆက်လက်ပြောဆိုပါတယ်။အဲ့ဒီလိုဒေါ်ဆန်းစုကြည်ကိုအပုတ်ချပြောဆိုနေတဲ့တသက်ခိုင်ဟာ 2015ခုနှစ်က NLD ပါတီရဲ့ဒဂုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိခဲ့တာဖြစ်တယ်လို့2019ခုနှစ်မှာ NLD ပါတီကနေနှုတ်ထွက်ခဲ့သူလည်းဖြစ်ပါတယ်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့တာဖြစ်ပြီး2020ရွေးကောက်ပွဲမှာတသက်ခံရဲ့ပြည်သူ့ရှေ့ဆောင်ပါတီဟာ အမတ်နေရာတစ်ခုမှအနိုင်မရဘဲခွက်ခွက်လန်အောင်ရှုံးနေခဲ့တာလည်းဖြစ်ပါတယ်2021ခုနှစ်အာနာသိမ့်မှု ဖြစ်တဲ့အခါမှာတော့ တက်တက်ခံရစစ်ကောင်စီရဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်လျားချထားရေးဝန်ကြီးဖြစ်လာခဲ့သူဖြစ်ပြီး2023ခုနှစ်ဩဂတ်လ3ရက်နေ့မှာတော့ဟိုတယ်နဲ့ခီးသွွာလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖြစ်ပြောင်းလဲခန့်အပ်ခံရက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာတော့ဝန်ကြီးရာလူတော်ဝန်တွေကနေအနာပေးခံခဲ့ရတာလည်းဖြစ်ပါရဲ့ရှင်ဒီတခါမှာတော့နေပြည်တော်မှာမဲဆင်းမှားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လှဆွေကို အော်တိုဘာလ10ရက်နေ့ညပိုင်းမှာစစ်တပ်ကနေအိမ်ကနေလာရောက်ခေါ်ဆောင်သွားခဲ့ပြီးမနေ့ကညနေအထိအဆက်အသွယ်မရဘူးလို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့မှာဘူလက်လှဆွေက နေပြည်တော်မှာလူရေ900ရှိရင်300လောက်မဲဆင်းမှားနေတယ်လို့တေတဲ့သူတွေဆင်းမှပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတော်မဲဆင်းမပဘူးလို့ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်2020ရွေးကောက်ပွဲကာလမဲဆင်းအဟောင်းကိုအသုံးပြုတယ်လို့ယူဆပြီး မဲစင်းတွေပြန်လဲပြုပြင်ဖို့အချိန်တစ်ပတ်သာကြန့်ရှိတော့တယ်လို့လည်းပြောဆိုခဲ့တာပါအဲ့လိုမဲစင်းမှားယွင်းနေတာဟာအစင်မပြေဘူးလို့လည်းဘူးလက်လှဆွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဲ့နောက်အော်တိုဘာလ10ရက်နေ့ညပိုင်းမှာဘူးလက်လှဆွေကိုစစ်တပ်က နေအိမ်ကနေလာရောက်ခေါ်ဆောင်သွားတယ်လို့လည်းသတင်းတွေထုတ်ပေါ်လာခဲ့ပြီးဒီနေ့အချိန်ထိဘူးလက်လှဆွေရဲ့လက်ကင်ဖုန်းတွေကိုလည်းခေါ်ဆိုလို့မရတလို့ပုံမှန်အားဖြင့်နေ့စဉ် TikTok မှာဗီဒီယိုတွေတင်နေတာဖြစ်ပြီး နိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုသုံးသပ်ချက်ဗီဒီယိုတွေဖြန့်ဝေလေးရှိတဲ့ဘူးလက်လှဆွေရဲ TikTok အကောင့်မှာလည်းဘာဗီဒီယိုမှမတင်နိုင်တော့တာကိုလည်းတွေ့ရှိရပါတယ်။စစ်တပ်နဲ့သတင်းသမားအမေရိကန်စစ်တပ် lobby တွေစုဝေးနေကြတဲ့ Viber group မှာလည်းသတင်းသမားအမေရိကန်စစ်တပ် lobby အောင်မင်းကဘူးလက်လှဆွေအဖမ်းခံထားရသလားလို့စစ်တပ်ကိုမေးခွန်းထုတ်ထားပေမဲ့ စစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြန်ခဲ့တာကိုလည်းတွေ့ရှိရပါတယ်။မေကွန်းမဲသူအောင်မင်းဆိုတာကခင်ရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန်းဖို့အမာခံ လော်ဘီလည်းဖြစ်နေပါတယ်။မဲစင်းမောင်းရင်မှုကိုအကြောင်းပြကအာနာသိမ့်ခဲ့တဲ့စစ်တပ်တွေဘူးလက်လှဆိုရဲ့ဝေဖန်ချက်ကအရှိုက်ကို ထိုးသလိုဖြစ်သွားစေနိုင်တယ်လို့လည်းကျန်းခါရဲ့တရင်မြေကသုံးသပ်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ဘူးလက်လှဆွေကိုစစ်တပ်ကဖမ်းသွားတာလား ခေါ်မင်းနေတာလားဆိုတာကိုကြန့်ခိုင်ရေးပါတီဘက်ကလည်းဘာမှမသိဘူးလို့အဲ့ဒီသတင်းမြစ်ကဆက်လက်ပြောပြပါဗျ။ကြက်ဖို့ပါတီအတွင်းမှာမင်းအောင်လိုင်းနဲ့စစ်တပ်ထိပ်ပိုင်းကဓာတ်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဘိုးကော်မတီဝင်အဆင့်ကိုတောင်သိရှိခွင့်မရှိတော့ဘူးလို့လည်းကြန့်ခိုင်သတင်းမြစ်ကဆိုပါတယ်။နေပြည်တော်ပုပ်ပတိတိမြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဘူးလက်လှဆွေအဖမ်းခံရတာလားခဏခွန်မေးခံရတာလား TikTok မှာသူ့ထုံးစံအတိုင်းဗီဒီယိုအတိုတွေတင်ပြီးထင်မြင် သုံးသပ်ချက်တွေရန်တန်ထပ်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ရှင်ကချင်ပြည်နယ်ရဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်မြကြီးနားမြို့နယ်ဖားကန့်မြို့နယ်တို့မှာအကြက်ဖက်စစ်တပ်လာအောက်ခံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်144နဲ့ ညမထွက်ရအမိန့်ကိုအော်တိုဝါလာ ရှိရနေကပြန်လဲထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။ဂျပန်စစ်တပ်ကဂျူရန်လ31ရက်နေ့ကစေအိုချုပ်ရဲ့အမိန့်ကို ပြန်လဲရုပ်သိမ်းခဲ့တာဖြစ်ပြီးရဲ့နောက်တနင်္ဂနွေအတိုင်းတာနဲ့ညမထွက်ရအမိန့်တွေကို ပြန်လဲရုပ်သိမ်းခဲ့ပြီးရဲ့နောက်မှာမြစ်ကြီးနားနဲ့ဖားကန်မြို့နယ်တို့မှာအခုအခါမှာတော့ညမထွက်ရအမိန့်ကိုပြန်လဲထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။မြစ်ကြီးနားမြို့နယ်ဖားကန်မြို့တို့ရဲ့ညမထွက်ရအမိန့်မှာ နေ့စဉ်ည10:00နာရီကနေမနက်4:00နာရီထိဖြစ်ပြီးလူ5ဦးသို့မဟုတ်5ဦးထက်ပိုကမြို့နယ်အတွင်းမှာစုဝေးခြင်းမပြုလုပ်ဖို့အပြင်စုဝေးဟောပြောတာဖြည့်စည်ရုံရင်းဆန်ခတ်ပြုလုပ်တာတွေကိုလည်းစစ်တပ်ကတားမြစ်ထားပါသေးတယ်။မြကြီးနားနဲ့ဖားကန့်မြို့နယ်နဲ့နမိတ်အတွင်းအများပြည်သူတို့ရဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်ပြပြားစေဖို့ပြုမူတာဟာတည်ငြိမ်အေဂျင်ရေးအများပြည်သူတို့ရဲ့လုံခြုံရေး တရားဥပဒေစိုးမိုးရေးနဲ့ရက်ရွာအေဂျန်တရားရေးကို ထိခိုက်စေတဲ့အပြင်ရုံးရင်ဆန်ခတ်မှုတွေဖြစ်ပွားစေနိုင်တယ်လို့ယုံကြည်ယူဆရကြောင်းအကြောင်းပြချက်ပေးထားပါတယ်ရှင်။စကိုင်းတရင်တဘောကိုတက်ဆက်ပေးကြပါရယ်စကိုင်းတိုင်းချောင်းမြို့နယ်ဘုံတိုရွာမှာတရင်ကျော်လာပညာစင်ပြီးပူဇော်နေကြတဲ့ပြည်သူတွေကို ဘုံကျဲတက်ပြတ်မှုကျွလွန်တဲ့တရားခဏ်နဲ့ဆက်ဆက်သူတွေကိုစုံစမ်းနေပြီးအရေးယူမှုတွေကိုလှုပ်ဆောင်သွားမယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။အော်တိုဝါလာ6နဲ့ည8နာရီအချိန်မှာချောင်းမြို့နယ်ဘုံတို့ကျေးရွာအနီးမှာပြည်သူတွေစုပေါင်းပြီးတရင်ကျွလာပညာစီမီထွန်ပွဲတော်ပြုလုပ်နေချိန်မှာ မုံရွာမြို့နယ်နာမခါကနေတက်လာတယ်။ဆက်တက်လေဒီတစည်းက120မမဘုံဒီငလုံးကိုကျဲချတိုက်ခတ်ခဲ့တာဖြစ်ပြီး လူအုပ်စုကြားထဲကိုကြောက်ရောက်ပေါက်ကွဲသွားခဲ့ကထိခိုက်သေဆုံးသူများပြားခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဘုံကျဲပြည့်ရဲ့နောက်မှာကဲဆဲကြီးလှုပ်ဆောင်နေတဲ့အချိန်မှာလဲဆက်တက်လေတီတစည်းကဒုတိယအကြိမ်ဘုံဒီနှလုံးကိုထပ်မံကျဲချတိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်။လက်ရှိအချိန်မှာတော့အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်သေဆုံးသူ24ဦးထိတိုးလာပြီးထိခိုက်သေဆုံးသူတွေထဲမှာ အသက်7နှစ်အောက်ကလေးငယ်တွေအများဆုံးပါဝင်ကခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုစုကောက်ခဲ့ရတဲ့အခြေအနေဖြစ်နေတယ်လို့လည်းသိရပါဗျ။အဲလို အခါကြီးရက်ကြီးပွဲတော်နေမျိုးတွေမှာစစ်တပ်ရဲ့ဒီလိုလောက်ရဟာလူမျိုးတုံးတက်ဖြတ်တဲ့လောက်ရလို့တောင် ပြောလို့ရတဲ့အထိဖြစ်ခဲ့တယ်လို့လည်း ်မုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရတယ်။အဲဒီလိုရွေချက်ရှိရှိနဲ့စက်တက်လေးတီနဲ့ရဲရဲဆက်ဆက်လူမဆန်စွာလေးချောင်းတိုက်ခိုက်ခဲ့တယ်။ပါရာမိုတာစက်တက်လေးတီမောင်းသူတရခန်နဲ့ဆက်ဆက်သတင်းပေးတွေအလို့တို့အလို့ပါပူပေါင်းပါဝင်သူတရခန်တွေကိုအပြစ်ပေးစီရင်ဖို့အတွက်သတင်းအချက်အလက်တွေကိုသတင်းပေးဖို့ပေးကြဖို့ကိုလည်းမုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရပလဖကဖိတ်ခေါ်ထားပါရဲ့ရှင်။ ဘကောတန်းတပုတ်ကိုကြည့်အောင်ပါဘကောတန်းပြည်မြို့နယ်ခွေရဲကျေးရွာကအကြက်ပဲစစ်တဲ့လက်ပါစေဖြူစောတီခေါင်းဆောင်လှမြင့်မှာလက်လက်ကန်အဖွဲတစ်ခုရဲ့ဖမ်းဆီးတာခံလိုက်ရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါတယ်အော်တိုဘာလ9ရက်နေ့ကဖြူစောတီခေါင်းဆောင်လှမြင့်မှာအုတ်ဆွဲအုတ်ဆုဝန်တင်စိတ်ကျေးရွာမှာဖမ်းဆီးခံလိုက်ရတာလည်းဖြစ်ပါတယ်အဲ့ဒီဖြူစောတီခေါင်းဆောင်လှမြင့်ကို ပြည်မြို့နယ်အုပ်ဆွဲအုပ်စုဝန်တင်စိတ်ကျေးရွာရောက်နေတော့လက်လက်ကင်အဖွဲတစ်ဖွဲကတနက်ထောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့လည်းဒေတာပြည်သူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ခွေရကျေးရွာကအကြမ်းဖက်စစ်တပ်လက်ပါစီပြူစောတီခေါင်းဆောင်လှမြင့်ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုသတင်းမီဒီယာတွေမှာဩဂတ်စ်လအတွင်းမှာဖော်ပြခဲ့တာနဲ့ပတ်သက်ပြီးတားဖြစ်သူကသူ့ဖေတာတစ်ခုခုဖြစ်ခဲ့ရင် ခွေရဲကျွေးရအုပ်စုကရွာပေါင်း9ရွာကိုစစ်တပ်ကိုခေါ်ယူကလေချောင်းကနေဘုံကျဲချမယ်လို့ချင်းချောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဖန်းစည်းခံရတဲ့ပြူစောတီခေါင်းဆောင်လှမြင်ဟာပေါင်းတလေနေမြေတဝိုက်မှာလူငယ်တွေကိုပေါ်တာဆွဲတာစစ်မှုထမ်းလူစင်းပြုစုတာစစ်မှုထမ်းကြီးအတင်းအဓမ္မကောက်ခံတာဆိုင်ကယ်တွေတင်ဆက်တာကင်းလက်နေရာတွေကိုလှုပ်ဆောင်နေသူတို့လည်းဖြစ်နေပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်စေအုပ်စုကစစ်ရာဇဝဲမှုတွေကိုအကြင်ကျဉ်ကျူးလွန်နေတဲ့အတွက်တရားစွဲဆိုအပြစ်ပေးဖို့နဲ့တရားဝင်အထုရောင်ရွေးကောက်ပွဲကိုအတိအမှန်မပြုတ်ဖို့အတွက်နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကိုအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကတောင်းဆိုလိုက်ပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့ည9:00နာရီခွဲလောက်မှာ ချောင်းမြို့နယ်အတွင်းမုံရွာနဲ့ချောင်းမြို့နယ်အဆက်တနေရာမှာကျင်းပနေတဲ့တရင်ကျုံစီမီထွန်ပွဲတော်ကိုစစ်တပ်ကဆက်တက်လေးထိနဲ့ရွေးချက်ရှိရှိဘုံကျဲတက်ခတ်ခဲ့တာကြောင့်အရတားပြည်သူ22ဦးထက်မနည်းဟာသေဆုံးခဲ့ရပြီး60ကျော်လောက်ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျ။တေဆုံးသူတွေအနက်မှာမုံရွာအမြင့်လန်တပိတ်ကော်မတီကကိုချန်ညိအောင်ကိုညင်ညီစော ကိုကံမြင့်လွင်နဲ့ ချောင်းမြို့နယ်လူငယ်အင်အားစုကကိုကျော်စင်ဦးခကိုကလားတို့လည်းပါဝင်ခဲ့ကြပါဗျ။ GSCB ကတည်ဆုံသူတွေတဲ့ဝန်ထဲကြေခွဲကြောင်ပြောကြသလိုဒီလိုစစ်ရာဇဝဲမှုတွေကိုအဆုံးသတ်ဖို့အတွက်အကြမ်းဖက်စစ်အုပ်စုကိုအပြေးတိုင်ဖယ်ရှားပြီးလူသားဂုဏ်သိက္ခာရှိတဲ့ဒန်းတူညီမျှတဲ့လွတ်လပ်တရားမျှတတဲ့ Federal Democracy ပြည်တော်စုတည်တိဆောက်ဖို့စ조사သွားမယ်လို့လည်းသတင်းထုတ်ပြန်ထားပါဗျ။သတင်းကြုံညမှာ စီမီထွန်ပွဲကျင်းပါခြင်းဟာဗုဒ္ဓဘာသာရဲ့ရိုးရာထုံးတမ်းတစ်ခုဖြစ်ပြီးလူသားအတိုင်းအတွက်လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခြင်းနဲ့စုဝေးခြင်းအခွင့်အရေးတရားဖြစ်တာကြောင့်အကျန်းဖက်စေအုပ်စုရဲ့တိုက်ခိုက်မှုဟာအပြစ်မဲ့ပြည်သူလူအပေါ်ကိုရွေချက်ရှိရှိနဲ့ဖြစ်ကြောင်း GSCB ကပြောကြလိုက်ပါတယ်။ဒါအပြင် GSCB ကတော်လန်းအင်အားစုတွေအနေနဲ့လည်းစီအုပ်စုကိုအ мян ဆုံးဖယ်ရှားဖို့သွေးစည်းညှို့မှုနဲ့အတူတကွကြိုးပမ်းသွားကြဖို့တိုက်တွန်းသလို ပြည်သူတွေအနေနဲ့လည်းတော်လဲနီလန်းတွေကိုမပြတ်တမ်းအထောက်ပံ့ပေးဖို့တိုက်တွန်းထားပါတယ်။နိုင်ငံတကာကအစိုးရတွေနဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းစစ်အုပ်စုကိုစစ်ရာဇဝတ်သားအဖွဲ့အစည်းဖြစ်သတ်မှတ်ပေးပြီးနိုင်ငံတကာရာဇဝတ်မှုတရားရုံးမှာတရားစွဲဆိုအပြစ်ပေးဖို့အတွက်ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့နဲ့သူတို့ပြုလုပ်မဲ့တရားမဝင်တုရောင်ရွေးကောက်ပွဲအပါအဝင်လောက်ရအားလုံးကိုအတိမတ်မပြုကြဖို့တောင်းဆိုထားပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးတဲ့တဲ့တပုတ်ကတော့တနင်္သာရီတန်းတရချောင်းမြို့နယ်မှာစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်တပ်ကပြည်သူနှူးကိုလေလီတက်ဖြတ်သွားပြီးကျေးရွာလေးခုကနေအိမ်တရာကျော်ကိုမီးရှို့ဖျက်ဆီးခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်ဩဂတ်စ12ရက်နေ့ကနေ25ရက်နေ့ထိတရချောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေဟာ14ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲတွင်းမှာအကြမ်းဖက်စစ်သားအလောင်းနှလောင်းနဲ့ MA4 တနက်တလက်နဲ့ MA1 တနက်တလက်ကိုတင်ဆက်ရရှိပြီးစစ်မှုထမ်းတပ်သား6ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့သလိုထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတပွဲတွင်းမှာအထိနာခဲ့တဲ့အကြမ်းဖက်စစ်တပ်ကဩဂတ်စ22ရက်နေ့နဲ့22ရက်နေ့တို့မှာမိုးရွှေကူးရွာနဲ့စော်ဖျားရွာကိုဝင်ရောက်ဆင်းရင်ပြီး ပြည်သူနှုတ်ကိုဖမ်းဆီးကလဲလီတက်ဖြတ်ခဲ့တယ်လို့လည်းဒေသပြည်သူတွေကပြောပြပါရယ်။ဒါအပြင်ကြေးရွာအတွင်းကနေအိမ်86လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်အတွင်းကတပ်ဖိုးကြီးတွေကိုလည်းယူဆောင်သွားတယ်လို့လည်းသိရပါရယ်။ဒါအပြင်အကြက်ဘက်စစ်တပ်စစ်ကြောင်းမှစတင်ပါလ9ရက်နေ့မှာတင်းကျွန်းရွာနဲ့ရန်တောင်ကြီးရွာတို့ကိုဝင်ရောက်ဆင်းနေပြီးရန်တောင်ကြီးရွာက နေအိမ်30ကျော်နဲ့တင်းကျွန်းရွာက နေအိမ်10လုံးကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရပါရယ်ရှင်။ ုတ်ကဲ့ပါရှင်ဒါကတော့ရဟုံခိတ္တရဲ့မနက်ခိတ္တရဲနေကိုတက်ဆက်ပေးရပါကြီးစုပေးရတဲ့ကျေးဇူးတင်ပါရှင် ကျမများပါ